ကေစွတောင်းရအောင်နော်သခင်ယေရှုဖရာနာမတော်ကိုချီးမွမ်းပါတယ်ဖရာရဲ့အကြံစီတော်နဲ့ရည်ရွယ်ချက်ထဲမှာကျွန်တော်ရဲ့အသက်ရှင်ခြင်းကိုကိုရောရဲ့အသက်စကားအဖြစ်ဆင်ခြင်းမွေးလျော်ရခြင်းအတွက်ချီးမွမ်းပါတယ်ဒီကနေ့မှာကိုရောရဲ့ထံတော်ကနေပြီးတော့ဆီဆင်းလာမဲ့အသက်တော်ခုနှစ်ပါးနှုတ်ကပတ်တော်ကိုအတူတကွမွေးလျော်ခြင်းမှာဝိညာဉ်တော်သည်ကျွန်တော်တို့ကိုတုံ့တင်လက်အလင်းပေးပါ အတွင်းထဲကအသက်ရဲ့ဝိညာဉ်တော်သည်ကိုရောရဲ့ အနှစ်သာရနဲ့ကြောဝချင်းအလုံးစုံတို့ကိုကျွန်တော်တို့ကိုတာ၍ကြုံမွေးခံစားစေပါ ရှင်းလင်းတဲ့သဘောနဲ့ကိုရောပဲကျွန်တော်တို့ကိုတုံ့ပြန်အလင်းပေးပါမိချောင်းယေရှုခရစ်နာမကိုအမိပြုပြီးတော့ချီးမွမ်းအပ်နံပါတယ်ဖာဖျားအာမင်အဲ့တော့ဒီကနေ့ကျွန်တော်တို့ပြားရိတ်ချမ်းမှာရှိတဲ့အသင်းတော်9ပါးအကြောင်းကိုကျွန်တော်တို့ဆင်ခြင်မွေးလော်ဖို့ဖြစ်တယ်တော့အတင်းတော့9ပါးလို့ပြောရင်ဒီကနေ့ဖရာရဲ့အကြံစီရွေချက်ကို အကောင့်တဲ့ဖော်မဲ့ဖရာရဲ့လှုပ်ဆောင်သော အမှုရာဖြစ်တယ်အဲ့တော့တင်းတော်ခုနှစ်ပါလို့ပြောရင်မြို့ခုနှစ်မြို့မှာရှိတဲ့အတင်းတော်ဖြစ်ခြင်းအနှစ်သာရကို ကျွန်တော်တို့ကို နားလည်ဖို့အတွက်ကြွေးမွေးထားတာဖြစ်ပါတယ်ဗျာဒိတ်ချမ်းရဲ့အစမှာဒီကနေ့ဖရာသည်အသင်းတော်ခုနှစ်ပါးကိုရေးလိုက်တဲ့စာကိုအတိတ်ကအတိတ်ကပြောပြီးတော့မှဒီအသင်းတော် ခုနှစ်ပါးရဲ့အခြေအနေအားဖြင့်ဖခင်အကြံစီကိုဖခင်ကပြီးပြည့်စုံအောင်ယေရုရှလင်မြို့သစ်ဖြစ်တဲ့အထိပြီးပြည့်စုံတဲ့အထိဒီအသင်းတော်ရဲ့အခြေအနေနဲ့အသင်းတော်ရဲ့အဖြစ်ပြက်ထဲကနေပြီးတော့မှဖခင်ကရယူသွားဖို့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့အတူတူကလေ့လာဖို့ဖြစ်တယ်။အဲ့တော့အဖက်မြို့၌ရှိသော အသင်းတော်သမုရဏမြို့၌ရှိသောအသင်းတော်ပေရဂန်မြို့၌ရှိသောအသင်းတော် တော်တိရမြို့၌ရှိသောအသင်တော်တာဒီမြို့၌ရှိသောအသင်တော်ဖိလတိလဖိမြို့၌ရှိသောအသင်တော်နဲ့လောဒီကိမြို့၌ရှိသောအသင်တော်ဆိုပြီးတော့မှဒီမြို့ခုနှစ်မြို့ကို လိမ့်မှုပြီးတော့မှဖယားဟာ သူ့ရဲ့ရွယ်ချက်ကိုကျွန်တော်တို့ကိုနားလည်စေဖို့အတွက်ဖွင့်ပြထားတာဖြစ်ပါတယ်အသင်တော်ခုနှစ်ပါးထဲမှာသူက ြောင်းချလိုက်တဲ့သခင်ဖရာရဲ့နာမကိုအရင်မိတ်ဆက်ထားတယ်။အေဖဲမျိုးကို စကားပြောလိုက်တဲ့သခင်ဖရာရဲ့နာမတခုရှိတယ်။အဲ့ဒီလိုပဲသမုရဏမျိုးပေရဂန်တာတိရတာတိဖိလိဒိလပိလောဒကိမြို့အတီတီကို စကားမာလိုက်တဲ့တခင်ဖျားရဲ့နာမကတမျိုးနဲ့တမျိုးပေါ်မှာမတူတဲ့နာမကိုတုံးထတာတွေ့ရတယ်။အရဟအတိတ်ပဲရှိရဲ့။ဘာဖြစ်လို့အေဖက်မျိုး၌ရှိသော အသင်းတော်ရဲ့တမန်ကိုပြောလိုက်တဲ့တခင်ဖျားရဲ့နာမကဘလို့နာမလဲဆိုရင်လက်ရလက်၌ကျဲခုနှလုံးကိုကန်၍ ရွှေမီခွက်ခုနှလုံးအလယ်၌သွာလာတော်သူ၏အမိန်တော်ကဆိုပြီးတော့မှဒီအသင်းတော်ကိုစကားပြောတော့မယ့်အခါမှာသူ့ရဲ့နာမည်ကိုအရင်မိတ်ဆက်ပြီးတော့ပြောတယ်။ဘာလို့ဒီလိုပြောရလဲဆိုတော့အဲ့ဒီအေဖက်မြို့မှာ ရှိတဲ့အသင်းတော်ရဲ့အခြေအနေကဒီနာမအဖြစ်ပြန်ပြီးတော့မှတဲ့မှတ်ခံရဖို့နဲ့ပြုပြင်ခံရဖို့ဆိုတော့အတိတ်ပဲအတွက် ဒီနာမကိုအရင်ပြီးအမှုဆုံးသူကမိတ်ဆက်ပြီးတော့စကားပြောနေတာဖြစ်တယ်။ဒါဆိုရင်အေဖက်မျိုးဆိုတဲ့စကလုံးရဲ့အတိတ်ဘယ်ကသူက Greek စကားနဲ့သူကအင်္ဂလိပ်လိုအတိတ်ဘယ်မှာ desirable အလိုရှိခြင်းနှစ်လိုဖွယ်ဖြစ်ခြင်းအဲ့တော့အခုဒီဗျာဒိတ်ချမ်းမှာရှိတဲ့အသင်းတော်ခုနှစ်ပါးကို ရေးပြီးတော့အကြောင်းကြားလိုက်တဲ့အချိန်ရှိတယ် အဲ့ဒါက AD 30မှာ ကားတိုင်းမှာယေရှုခရစ်ကအသေးခံအသွေးသွင်းအပြည့်ကျွတ်ဆက်ပြီးတော့ရှင်ပြန်ထမြောက်ပြီးတော့အသင်းတော်ကိုဖျားမွေးထုတ်ခဲ့တယ်။ကနဦးမှာအဲ့ဒီအသင်းတော်ဟာတကယ်ပဲတောက်လောင်လာခဲ့တယ်။တမန်တော်7ပါးတပည့်တော်တွေအားဖြင့်ဒီအသင်းတော်ဟာ နေရအနှံ့ကို ပြန်ခဲ့တယ်။နောက်ဆုံးမှာတော့တမန်တော်တွေထဲမှာအငယ်ဆုံးလို့သူ့ကိုယ်သူ ပြောဆိုမိတ်ဆက်တဲ့ တမန်တော်ရှင်ဘောလူအဖြစ်ဒီအသင်းတော်တွေဟာနေရအနက်ပြန့်နှံ့ပြီးတော့မှ ဖရာရဲ့ရည်ရွယ်ချက်ကို အကောင့်ထဲပေါ်စရာအကြောင်းဖြစ်လာတယ်။ဒါပေမဲ့အသင်းတော်ဟာတနေ့နေ့တစ်ချိန်ချိန်မှာရွေ့လျော့အားနည်းလာစရာအကြောင်းရှိတာကိုဖရာကကြုံမြင်တယ်။ဒီအတွက်ကြောင့်မလို့တိရစုတနည်းအားဖြင့်တော့ AD 60အနောက်ပိုင်းမှာ အသင်းတော်ဟာရွေးရော့ကြဆင်းလာစရာအကြောင်းရှိတာကိုဘုရားကကြုံမြင်တဲ့အခါမှာတမန်တော်ရှင်ယောဟန်အဖင်ဒီအသင်းတော်တွေကိုဘုရားကသူ့ရဲ့အကြံစီကိုဆက်ပြီးတော့တည်ဆောင်မှုအတွက်ဘုရားကတွင်တင်ဆုံးမတတိပေးတဲ့ဇကားကိုမာချလိုက်တာဖြစ်တယ်။ဆိုတော့အသင်းတော်9ပါးဆိုတော့မိတ်ဆက်လိုက်တဲ့နာမ9ခုရှိတယ်။ပြီးတဲ့အခါမှာအသင်းတော်တွေကြဆင်းခြင်း ုံစံမတူဘူးအာနှဲ့ချက်ခုနှစ်ခုရှိတယ်အဲ့ဒီအာနှဲ့ချက်ခုနှစ်ခုစလုံးကို အောင်မြင်ကျော်လွားဖို့ဘုရားကထပ်ပြီးတော့မှသွန်သင်ကြွေးမွေးထားတယ်အဲ့တော့အဲ့ဒီအာနှဲ့ချက်ခုနှစ်ခုစလုံးကို အောင်မြင်ကျော်လွားပြီးတဲ့အခါမှာတော့ရရှိမဲ့ဆုလက်ကလည်းခုနှစ်မျိုးဒါဆိုရင်ဒီကနေ့ကျွန်တော်တို့ကအသင်းတော်ခုနှစ်ပါးလို့ပြောရင်ငါတို့မြို့မှာရှိတဲ့အသင်းတော်ကတော့ အေးဖက်မြို့မှာရှိတဲ့အတင်းတော်နဲ့ kait တယ်ကွာဒါကြောင့်ငါတို့ကအေးဖက်မြို့နဲ့ရှိတော့အတင်းတော်ရဲ့အချင်းဒီတိုင်းမှာငါတို့သွားမယ်ကျွန်တော်ဒီလိုပြောလို့မရဘူးအတင်းတော်ခုနှစ်ပါးလို့ပြောရင်ဒီကနေ့သူကပုံဆောင်ချက်နဲ့အတင်းတော်ကိုစကားပြောနေခြင်းပဲဖြစ်တယ်အတင်းတော်ခုနှစ်ခုလို့ပြောတာမဟုတ်တကယ်တော့ဖရာရဲ့အမြင်မှာစက်ကြော်လာမှာအတင်းတော်တစ်ခုပဲရှိတယ်ဘာကြောင့်ဆိုတော့အေးဖက်ဩဝါဒစာထဲမှာ ဥကောင်းဟာခရစ်တော်အသင်းတော်ဟာသူ့ရဲ့ကိုယ်ခန္ဓာဒါဆိုရင်ခရစ်တော်ဟာတယောက်တည်းပဲရှိတယ်ခရစ်တော်ဟာဥကောင်းတစ်လုံးပဲရှိတယ်ဒါကြောင့်မလို့စက်ကြောလာတစ်ခုလုံးမှာ ခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ရှင်နဲ့ယုံကြည်လက်ခံတဲ့ယုံကြည်သူအယောက်တိုင်းဟာသူ့ရဲ့ဥကောင်းအောက်မှာအင်္ဂါအတီးတီးနေနဲ့စိတ်ဆက်ထုံးဖွဲ့ခြင်းခံထားရတော့ခန္ဓာကိုယ်ကိုဆိုလိုခြင်းဖြစ်တယ် တော့ဒီအသင်းတော်ဟာဒီအခြေအနေခုနှစ်ခုကြဆင်းခြင်းအခြေအနေခုနှစ်ခုရှိနိုင်တယ်လို့ပြောနေခြင်းဖြစ်တယ်။ဒါကြောင့်မလို့အခုဒီမှာကျွန်တော်တို့ဒီနေရာမှာရှိတဲ့ခရစ်တော်ခန္ဓာကိုယ်လို့ပြောတဲ့အသင်းတော်မှာရှေးဦးမြတ်တာ ရော့တာဖြစ်နေလားဖြစ်နေတယ်။ဒါမှမဟုတ်ညင်ပန်းနှိပ်စက်ခြင်းကတပြိုင်တည်းရှိနေလားရှိနေတယ်။အဲတော့ကျွန်တော်တို့ရဲ့အသင်းတော်ကရှေးဦးမြတ်တာရော့တာတစ်ခုပဲမဟုတ်ဘဲနဲ့ လောကနဲ့ပေါင်းသင်းနေတဲ့အခြေအနေနဲ့ရှိနိုင်တယ်။ဒါဆိုရင်အသင်းတော်ရဲ့အားနည်းချက်တွေဟာဒီလိုပုံစံ9မျိုး9မျိုးစလုံးရှိနေရှိမယ်။ဒါမှမဟုတ်3မျိုးလောက်ပဲရှိရင်ရှိမယ်။ဒါပေမဲ့ဒီကနေ့ဒီအသင်းတော်9ပါးအကြောင်းအရာကိုလေ့လာဆင်ခြင်၊မွေ့လော်ခြင်းအားဖြင့်ကျွန်တော်အသင်းတော်အသက်ရှင်ခြင်းမှာဘယ်အရာတွေကိုဘယ်လိုကျော်လွှားမလဲ၊ဘယ်လိုရင်ဆိုင်ရမလဲ၊ဘယ်လိုအောင်မြင်ရမလဲဆိုတဲ့သခင်ဖရာရဲ့ အတီးတီးသောနာမတွေကိုကျွန်တော်တို့ကအာကိုအမိကိုပြုခြင်းအဖြစ်အောင်မြင်သောအသင်းတော်အတ္တတာဖြစ်လာဖို့အသင်းတော်ခုနှစ်ပါးဆိုတာကိုဒီနေ့ရေနှုတ်ပြောထားခြင်းပဲဖြစ်တယ်နော်အဲ့တော့တိယာစုရဲ့နောင်ပိုင်းလောက်မှာအသင်းတော်ဟာတဖြည်းဖြည်းရွေ့လျော့ကျဆင်းလာတယ်ဥမာအေးဖက်မြို့နယ်ရှိသောအသင်းတော်ဟာရှေးဦးမြတ်တာယော့လာတယ်တကယ်တော့အသင်းတော်ခရစ်တော်ခန္ဓာကို ။ဘာဖြစ်လို့ရှေးဦးမြတ်တာဖြစ်တဲ့ဖရာရဲ့ချစ်ချင်းကိုယော့လာတယ်လဲဆိုရင်တနည်းအားဖြင့်တော့ဖရာကိုမွေ့လျောခြင်းအာနင်းလာတဲ့လက္ခဏာကိုပြောတာဖြစ်တယ်။ကနဦးအတင်းတော်မှာအတင်းတော်ဟာတကယ်ပဲတောက်လောင်လာခဲ့တယ်။ဒါပေမဲ့အချိန်ကာလကြာတာနဲ့အမျှလောကလည်းအာကြီးတယ်။လောကရဲ့ထုံးနှံမှု လောကရဲ့ဆွဲဆောင်မှု လောကရဲ့သွေးဆောင်ခြင်းကလည်းအာကြီးတဲ့အခါမှာဒီကနေ့ဖရာရဲ့မြေတားထက် အစာထိုးစရာတခြားသောမေတ္တာတွေပေါ်လာတယ်ဒီအတွက်ကြောင့်မလို့ဖခင်ရဲ့မေတ္တာကိုမွေ့လွန်ခြင်းယော့လာတဲ့အခါမှာတော့အသင်းတော်ဆပြီးတော့ကြဆင်းလာတယ်အသင်းတော်ဟာကြဆင်းလာတဲ့နောက်ပိုင်းမှာစာရန်ကဘာလုပ်တော့လဲဆိုတော့အသင်းတော်ကိုညင်မနှိမ့်ဆက်ပြီးတော့လိုက်လံတပ်ဖြတ်ဖြစ်စီတဲ့အခြေအနေဟာတကယ်တမိုင်းကြောင်းမှာတကယ်ရှိခဲ့တယ်နော်ယောမအစိုးရအုတ်ချုပ်တဲ့အောက်မှာယောမ နော် empire ရဲ့အုပ်ချုပ်တဲ့အောက်မှာအသင်းတော်ဆိုရက်ယုံကြည်သူတွေဟာတကယ်ပဲလွာနဲ့အပိုင်ပိုင်ဖြတ်ခံရတယ်မိရှုတက်ဖြတ်ခံရတယ်ခေါင်းဖြတ်တက်ခံရတယ်အသင်းတော်ညင်ပိုင်နှိပ်စက်ခြင်းအခြေအနေရောက်ခဲ့တယ်အဲ့ဒါတွေကဘာရဲ့ရလက်လဲဆိုတော့ဖျားကိုချစ်တဲ့ရှေးဦးမြတ်တာဒါဆိုရှေးဦးမြတ်တာဆိုရင်ခဏနေကျွန်တော်တို့ထပ်ပြီးတော့အသေးစိတ်ပြောပြမှာဖြစ်တယ်ဒါပေမဲ့ခုအသင်းတော်ခုနှစ်ပါးရဲ့တူရွေ့ကြဆင်းလာတဲ့သဘောတဘာဝကိုအရင်ပြောပြခြင်းဖြစ်တယ် ဖះကိုချစ်တဲ့မေတ္တာညော့လာတဲ့ခါမှာစာရန်ကနေရာရပြီးတော့ဖြစ်စည်းလာတယ်။ဒါပေမဲ့စာရန်ကယုံကြည်သူတွေကိုအသင်းတော်ကို လိုက်လံတတ်ပြီးတော့ဖြစ်စည်းနေပေမဲ့ယုံကြည်သူတွေဟာအဲ့ဒီအသက်မှာဆက်ပြီးတော့မှတည်ကြည်နေတဲ့အခါမှာလုံးဝမကုံသွားဘဲနဲ့ကြံနေတာကိုစာရန်သိသွားတဲ့ခါမှာတော့စာရန်ကနောက်အသင်းတော်ကို မတတ်တော့ဘဲနဲ့အချိုတတ်တဲ့နီးနဲ့ သူတို့ကိုလောကရဲ့စနစ်လောကရဲ့သဘောတဘာဝပေါင်းထည့်ပေးလိုက်တယ်အဲ့ဒီနေရာဖြစ်လောကနဲ့ပေါင်းဖက်တဲ့ပေရဂန်အသင်းတော်ဆိုပြီးတော့မှ လောကနဲ့ပေါင်းပြီးတော့မှကြဆင်းသွားတယ်ဒါတွေကဘယ်ကစလာတယ်လဲဆိုတော့ဖျားကိုချစ်တဲ့မေတ္တာယော့နေလာခြင်းကနေတဆင့်နှိပ်စက်ခံရတယ်အဲ့ဒီကနေတဆင့်စာတန်ရဲ့နောက်အလဲပြောင်းတစ်ခုဖြစ်တဲ့လောကနဲ့ပေါင်းသွားတဲ့လောကကိုပေါင်းထည့်ပေးလိုက်တဲ့ ကြဆင်းခြင်းလူတွေကတော့အဲ့ဒါကအသိတော်ကြီးလာတယ်အသိတော်များလာတယ်နော်ခရစ်တော်ကိုအမှန်တကယ်ပဲမိမိကယ်တင်ရှင်ယုံယုံမယုံယုံသူတို့တွေဟာအခွင့်အရေးရလို့အသိတော်တဲ့ဝင်လာတော့လူတွေများလာတော့အသိတော်တိုးတက်လာတယ်လို့ထင်ရမြင်ရတော့လည်းပဲတကယ်တော့ဖရာရဲ့အမြင်မှာ အသိတော်ဟာလောကနဲ့လက်ထက်ထိမ်များပေါင်းဖက်သွားပြီးတော့မှလူအမြင်မှာ အဖွဲ့စည်းတာကြီးလာပြီမဲ့တကယ်တော့လောကဆန်သော အသိတော်အဖြစ်ပေဒဂံမြို့ အတင်းတော့ဟာကြာစင်တဲ့သဘောတဘာကိုမြင်လာတယ်။အဲ့ဒီကနေမှတဆင်းသူကနော်လုံးဝလွယ်မာသွားတဲ့သွားတီရာဆိုတဲ့အယူတိန်အယူလွယ်သွားတော့အတင်းတော့အချိဆက်ပြီးတော့မှကြာစင်သွားတယ်။အဲ့ဒီအထဲမှာအလောက်ထိလုံးဝလွယ်မာအယူတိန်သွားတဲ့အထဲမှာမှ တချို့သောသူတွေကသစ္စာရှိသောသူအနှဲငယ်ပေါ်လာတယ်။အဲ့ဒီထဲကနေမှတဆင်းကျန်းစာကိုဖတ်ပြီးတော့မှ အဲ့ဒီအယူတိန်တဲ့အထက်ကနေပြီးတော့ဖရာရဲ့နှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်ပြီးတော့မှသဘောပေါက်လာတဲ့အခါမှာသူတို့အသက်ရလာတယ်။အဲ့ဒီနေရာဖြစ်တာဓိအသိန်းတော်ဆိုပြီးတော့ထပ်ပြီးတော့ပေါ်လာတာဖြစ်တယ်။နော်အဲ့တော့တာဓိအသိန်းတော်ဟာဒီနေရာဖြစ်ကယ်တင်ခြင်းကိုစရလာတယ်အသက်ရလာတယ်။ယုံကြည်သောအဖြစ်ကြီးစုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရဤဆိုတဲ့နှုတ်ကပတ်တော်ကိုသဘောပေါက်တဲ့အခါမှာအော်လုံးဝလွယ်မားနေတဲ့အထက်ကနေပြီးတော့သူတို့အသက်ရလာပြီးတော့노ထလာတယ် ဒါပေမဲ့မကြဘူးအသက်သာရှိပြီးတော့မှသူတို့ဟာသူတို့ရဲ့လွယ်မှားခဲ့တဲ့အသင်းတော်ရဲ့ပုံစံတိုင်းပဲဂိုင်းကနအနေနဲ့ပြန်ပွားသွားပြီးတော့မှဒါကြောင့်တာတိအသင်းတော်ကအသက်ရှင်ဟန်ရှိတော်လဲတေလျက်နေတယ်ဆိုပြီးတော့ဂိုင်းကနအနေနဲ့ပြန်ပြီးတော့မှအသက်နိုင်မကြည်ထွားတော့ဒါနဲ့ပဲ16ရာစုနောက်ပိုင်းလောက်ကနေပြီးတော့အင်္ဂလန်မှာရှိတဲ့ညီကိုတွေတစုက ဘယ်သူနာမည်ကိုမှမယူတော့ဘဲနဲ့နော်ခုနတာဒီကနေပြီးတော့မှအသင်းတော်တွေဟာဂိုင်းကနာဖြစ်သွားတယ်ဆိုတာဥမာနစ်ချင်းဖြစ်သွားတာတို့ရေဖြန်းဖြစ်သွားတာတို့နော်ပြီးတော့မှနီးဥပဒေတနဲ့ပဲသွားတဲ့ Methodist ဖြစ်သွားတာမျိုးတို့ဂိုင်းကနာတွေဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတော့အသင်းတော်ဟာရွေ့လျော့ကြဆင်းပြီးတော့မှကက်တင်ချင်းသာရပေမဲ့ ဂိုင်းကနဆံပြီးတော့မှသူကပြန်သေးသွားတယ်အဲ့ဒီကနေမှခုနပြောလို့16ရာစုလောက်ရောက်လာတဲ့ခါမှာအင်္ဂလန်မှာရှိတဲ့ညီကိုတစုကဗာပြန်ဖြစ်လာလဲဆိုတော့နှုတ်ကပတ်တော်ကိုသူတို့ဖတ်ပြီးတော့ပြန်ပြီးတော့ဩသခင်ဖျားနာမကိုပဲဦးစားပေးရမယ်ဘယ်သူနာမကိုမှငါတို့ယူဖို့မဟုတ်ပဲနဲ့သခင်ဖျား၌အာနေပါစေသူတို့ညီကိုတစုကပေါင်းစုပြီးတော့မှတကယ်ပဲလက်တွေ့ကြစွာ ခရစ်တော်ရဲ့အသက်နဲ့မွေ့လောပြီးတော့ပေါင်းစည်းအသက်ရှင်တဲ့အခါမှာညီအကိုများချစ်ချင်း brotherly love ဆိုတဲ့ဖိလိဒီလူဖိဖီလာဒဲဖီးယားအသင်းတော်ဟာပေါ်လာတယ်။အဲ့တော့အသင်းတော်ခုနှစ်ပါးတဲ့မှာဖျားဂျီနက်ချီမွန်တော်အသင်းတော်ဟာဒီတစ်ပါးတည်းပဲရှိတယ်။ဖျားပြစ်တင်ကဲ့ရဲ့ပြီးတော့ရှုံးချတဲ့အသင်းတော်၅ပါးရှိတယ်။ဖျားအပြစ်လည်းမတင်ဘူးရှုံးလည်းမရှုံးချတဲ့အသင်းတော်တစ်ပါးပါတယ်။ဒါပေမဲ့ဖိလိဒီလူဖိအသင်းတော်ကတော့ ဖရာချီးမွမ်းတဲ့အသင်းတော်တစ်ပါးအနေနဲ့ဘာလို့ဖရာချီးမွမ်းကျင်တဲ့လဲဆိုတော့သူတို့ဟာဘသူကမှလူတယောက်ရဲ့ဥကောင်းအောက်မှာမဟုတ်ပဲနဲ့အဖွဲတစ်ဖွဲရဲ့လှုပ်ဆောင်ခြင်းမှာမဟုတ်ပဲနဲ့သခင်ဖရာနာမအแทမှာပဲပေါင်းစည်းပြီးတော့ညီအကိုတွေပေါင်းစည်းတဲ့ချစ်ချင်းမြတ်တာနဲ့တကယ်ပဲခရစ်တော်ကိုယူဆောင်လာတဲ့ပေါင်းစည်းခြင်းအပြင်ဘီလီဒီလီအသင်းတော်ဟာတကယ်ပဲဖရာကိုကျေနပ်စေခဲ့တယ်ဒါပေမဲ့ ဲ့ဒီ19ရာစုနောက်ပိုင်းမှာတော့အဲ့ဒီလိုပဲညီကိုတွေပေါင်းဖော်ပြီးတော့မှတကယ်နှုတ်ပတ်တော်တွေကျွယ်ဝလာတဲ့အခါမှာတော့သူတို့ပြန်ပြီးတော့ထောင်လွှားသွားတယ်။ဩဝါဒအတိတွေမှာထောင်လွှားသွားတယ်။တူးနဲ့တူးအဝန်ခံဖို့သဘောတူဖို့တဲ့အများဆိုင်ရာသဘောတူပြီးတော့ဆုံးဖြတ်မယ်ဆိုပြီးတော့အများသဘောတူတဲ့အနှစ်သာရကို ပုံဆောင်တဲ့လော်ဒီကီ ဆိုပြီးတော့မှ ပြန်ပြီးတော့မှ ပြန်ပြီးတော့မှ နိုးထလာတဲ့အသင်းတော်ဖျားကျင်တဲ့အသင်းတော်ပြန်ကြဆင်သွားတယ်ဒါအသင်းတော်ခုနှစ်ပါးရဲ့သဘောတဘာဝရဲ့အခြေအနေလေးပဲဖြစ်တယ်ဒီအတွက်ကြောင့်မလို့ဒီအသင်းတော်ဟာ AD 90ရဲ့နောက်ပိုင်းကနေစပြီးတော့ကြာဆင်းလာမယ်ကြာဆင်းလာပြီးတော့နှိမ့်ဆက်ညှဉ်းပန်းခံရမယ်အဲ့ဒီကနေတဆင့်လောကနဲ့ပေါင်းစည်းပြီးတော့လုံးဝလွဲမှားသွားတယ်ပြန်ပြီးတော့မှအသက်လေးရှိလာတယ်တကယ်ပဲခရစ်တော်ကိုယရလာတယ်ပြီးတဲ့အခါမှာတော့ ဲ့ဒီအသင်းတော်ခရစ်တော်ကိုယလိုက်လည်းပဲဩဝါဒမှာကြွယ်ဝပြီးတော့ထောင်လွားသွားတတ်တဲ့အသင်းတော်ရဲ့အခြေအနေလေးကိုကျွန်တော်တို့ကိုမိမောင်းထိုးပြနေတာဖြစ်တယ်နော်ဒါကြောင့်ဒီကနေ့အသင်းတော်ဟာဘာလို့မေတ္တာရော့လာလဲဥကောင်းနဲ့သူတဖြည်းဖြည်းအဆက်ပြတ်လာတယ်ခရစ်တော်ကိုမွေလောခြင်းမှာအားနည်းလာတယ်အဲ့တော့အားနည်းလာတဲ့အတွက်လူသစ်ဖြစ်တဲ့ခရစ်တော်ဟာအသင်းတော်ဟာဒီနေ့ဘာဖြစ်လာဆိုရင် ကွဲပြားလာတယ်ဟောင်းနှွမ်းလာတယ်အသက်မဖြစ်နိုင်တော့ဘူးဟောင်းနှွမ်းလာတယ်ဟောင်းနှွမ်းလာတာနဲ့တစ်ဆင့်သူတို့ကဘာဖြစ်လဲဆိုတော့လောကထဲမှာလောကရဲ့နိုင်ငံတော်ကိုပေါင်းထည့်လိုက်တဲ့ခါမှာတော့ဒီကနေ့ဖခင်ရဲ့နိုင်ငံတော်ကိုပုံဆောင်ရမယ်စာအပြင်အခွန်သာဖခင်နိုင်ငံတော်လို့ပြောပြီးတော့လောကနိုင်ငံတော်ရဲ့သဘောတဘာဝအပြည့်အဝပုံဆောင်တဲ့ပေရဂံအတင်းတော်ပေါ်လာတယ်အဲ့ဒီကနေမစင်း ကွဲပြားပြီးတော့တကွဲတပြားဖြစ်ပြီးတော့မှလုံးဝလွယ်မားတဲ့အထိကျဆင်းခဲ့တယ်ပြီးတဲ့အခါမှာတော့ဂိုင်းကနာတွေလောက်ပဲပြန်ပြီးတော့မှထွက်ပေါ်လာပြီးတော့မှအသက်လေးရပြီးတော့ဂိုင်းကနာလောက်ပဲပြန်ဖြစ်လာတယ်အဲ့တော့သူကဖိလိတိဖိမှာဆိုရင်တော့တကယ်ပဲအသင်းဟာသူတို့သမီးဖြစ်ပေမဲ့သူကဘာဖြစ်ခဲ့လဲဆိုတော့အသင်းတော့အသက်တာဟာလုံးဝလွယ်မားသွားပေမဲ့သူတို့သမီးနေရာက တကယ်ပဲရယူခဲ့တဲ့အခြေအနေကိုပြန်ပြီးတော့မှအောင်မြင်ဖို့အတွက်ညီကိုတွေကတဖန်ထပ်ယူခဲ့တယ်။အဲဒီကနေမှတဆင့်နောက်ဆုံးမှဘာဖြစ်သွားလဲဆိုတော့ဩဝါဒနဲ့ပဲပြန်ပြီးတော့လွင်မှာသွားတာကိုတွေ့ရတယ်။ဒါကြောင့်မလို့အေဖက်ဩဝါဒစာမှာရှိတဲ့အသင်းတော်ဒီခရစ်တော်ခန္ဓာအသင်းတော်ဒီလူသစ်အသင်းတော်ဒီဖျားနိုင်ငံတော် အသင်းတော်ဒီဖျားမိသားစု အသင်းတော်ဒီဖျားကိန်းဝန်ရနေရအသင်းတော်ဒီဖျားသခင်တို့တို့သမီး အတင်းတော်သည်စစ်သူရဲ့အဲ့ဒီပုံဆောင်ခြင်းနဲ့အဲ့ဒီအသွင်ပြင်လက္ခဏာရှိခဲ့ပေမဲ့စာတန်ရဲ့လဲစားခြင်းနဲ့လူရီရဲ့ရွေးရောခြင်းကြောင့်မို့လို့အတင်းတော်သည်ကြဆင်းခဲ့တယ်ဒါကြောင့်မို့လို့ဒီကြဆင်းခဲ့တဲ့အခြေအနေခုနှစ်မျိုးကို အောင်မြင်ဖို့ရှိမှသာလျှင်အောင်မြင်ခြင်းတို့ပြန်လာမှသာလျှင်အတင်းတော်အဖြစ်ဘုရားကြီးရဲ့ချက်ကိုပြန်ပြီးတော့မှအကောင့်တွေဖော်နိုင်တဲ့တနည်းအားဖြင့် ယာရီကျမ်းရဲ့အဆုံးမှာတော့ဖခင်ရဲ့ရည်ရွယ်ချက်အဆုံးစွန်ကတော့ယေရုရှလင်မြို့သစ်ပေါ်လာဖို့ဖခင်ရည်ရွယ်ချက်ကတော့ဖခင်နဲ့အတူဖခင်ရဲ့လူတွေအတူတကနေပြီးတော့ဖခင်နိုင်ငံတော်ကိုတည်ထောင်ဖို့ဖခင်ရဲ့လူနဲ့ဖခင်နဲ့အတူဖခင်ရဲ့လူတွေဟာဖခင်ရဲ့နိုင်ငံတော်ဖြစ်တဲ့ယန်သူစာရန်ကိုခြေမုံ့ဖို့ဒီအသင်းတော်ထဲကနေပဲဒီအားနဲ့ချက်တဲ့ကနေပြီးတော့မှဖခင်လိုချင်တဲ့အောင်မြင်ခြင်းအတ္တအခြေအနေတိရောက်လာတဲ့အခါမှာတော့သူကနိုင်ငံတော်ကိုတည်ဆောင်တဲ့ တာယောက်ျားဖခင်ရဲ့နိုင်ငံတော်ကို ထင်ရှားစေတဲ့အဦးသီးသောအသီးဒီရာအဖြစ်တကယ်ဖခင်ရဲ့နိုင်ငံတော်နှစ်ထောင်ကာလမှာဖခင်အုပ်စိုးတဲ့ဖခင်နိုင်ငံတော်ပုံဖော်မဲ့ဒီနိုင်ငံတော်ကာလဒီနိုင်ငံတော်ကာလကိုအကောင့်တဲ့ဖော်မှာကအသင်းတော်တွေကထွက်လာမဲ့တားယောက်ျားနဲ့အဦးသီးသောယုံကြည်သူများဒီအဖြစ်သူကသူ့ရဲ့ချက်ကိုအကောင့်တဲ့ဖော်မှာဖြစ်တယ် ဒီအတွက်ကြောင့်မလို့ဒီအသင်းတော်တွေရဲ့အားနည်းချက်နဲ့အားသာချက်ကိုကျွန်တော်တို့ကဆင်ခြင်ပြီးတော့မှမွေ့လော်ရတာဖြစ်တဲ့ဒါကိုဆင်ခြင်ပြီးမှပဲကျွန်တော်ရဲ့အသင်းတော်ထဲမှာအသက်ရှင်ခြင်းရဲ့သဘောတဘာဝကိုဘယ်ကဲ့သို့ကျွန်တော်ဝန်ခံသွားလာမလဲဆိုတာကို ကျွန်တော်တို့ကိုကြွေးမွေးထားတာဖြစ်ပါတယ်ဒါကတော့အာ no concept အနေနဲ့မိတ်ဆက်တဲ့အနေနဲ့အသင်းတော်ခုနှစ်ပါးရဲ့တမိုင်းကြောင်းလေးနဲ့ဒီအခြေခံအဖြစ်ပြက်လေးတွေကို နော်အနေငယ်စီစဉ်ဝေမျှတာဖြစ်ပါတယ်